မင်္ဂလာနနက်ခင်းပါစမ်းမချမ်းသာဘေးရန်ကင်းကွာဘုန်းတော်ထင်ရှားရာတနေ့တာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတဝိုက်ပူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ34ဒီဂရီရှိတယ်လို့ခန့်မှန်းရရှိနေပါတယ်လူလူကြီးသွေးကနှိမ့်ကျနေတယ်တနေ့တာလုံးတွေနေတာပြီးတော့မှမြင့်ဆုံးပူချိန်ကတော့34ဒီဂရီရှိမှဖြစ်ပါတယ်နေ့စဉ်ဝိပြုချိန်လင်းပြအော်တိုဘာလ26ရက်တနင်္ဂနွေနေ့2025 တန်တော်၌တောင်းသောသူတို့ကိုရမည်ဟုတရားချ၏ဒီကချက်ရှင်ယောဟန်ဩဝါဒစာပထမဆောင်မှာခွန်အားယူစရာများအပိုင်း6ဖတ်ရင်ကျမ်းချက်ရှင်ယောဟန်ဩဝါဒစာပထမဆောင်ခန်းကြီး9ခန်းငယ်33မှ39ဘုရားသခင်ဤသားတော်ကိုယုံကြည်သောသင်တို့သည်သာရသက်ကို ကိုယ်တိုင်ရသည်ဟုသိစေခြင်းညာဤရာများကိုသင်တို့အားငါရေး၍ပေးလိုက်၏ ငါတို့သည် အထံတော်၌ရဲရင်ခြင်းကြောင်းဟုမူကားငါတို့သည် အလိုတော်နှင့်အညီအစုံတစ်ခုသောစုကိုတောင်းနေဘုရားသခင်သည်နားထောင်တော်မူ၏စုတောင်းသမျှသော စကားတို့ကို နားထောင်တော်မူသည်ကိုငါတို့သိလျင် အထံတော်၌တောင်းသောစုတို့ကိုရမည်ဟုသိရကြ၏ညီကိုချင်းသည်တေပြစ်မသင့်သောဒုစရိုက်ကို ပြုမိသည်ကိုအစုံတယောက်သောသူသည်ပြင်လျင်ထိုသူသည် စုတောင်းရမည်တေပြစ်ကိုမပြုသောသူတို့ဖို့လို့ငါ ဘုရားသခင်သည်ထိုသူအားအသက်ကိုပေးတော်မူမည်။တေပြစ်တင့်သောဒုစရိုက်ရှိ၏။ထိုဒုစရိုက်အပြစ်ကိုလွတ်စေခြင်းကဆုတောင်းရမည်ဟုသာမဆို။မတရားသောအမှုမည်သည်ကဒုစရိုက်ဖြစ်၏။သို့တော်လည်းတေပြစ်မတင့်သောဒုစရိုက်ရှိ၏။ရှင်ဘာကုခရဝင်ဂျန်ခန်းကြီး37ခန်းငယ်24ထိုကြောင့်ငါဆိုသည်ကသင်တို့သည်စုကျေစုကိုရမည်ဟုယုံကြည်သောစိတ်နှင့် ုတောင်းသမျှတို့ကိုရကြလိမ့်မည်ဒီနေရာမှာတော့ရှင်ယောဟန်ဒီသူတိစာကို ရေးပြလိုက်ရတဲ့အကြောင်းရင်းဟာဘုရားသခင်ရဲ့သားတော်ကိုယုံကြည်တဲ့သူတွေဟာသာရသက်ကိုကိုယ်တိုင်ရတယ်လို့သိစေဖို့ရန်အတွက်ရေးပြလိုက်ခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်ဒါဟာဘာကိုဖော်ပြလဲဆိုတော့ကျွန်တော်တို့ရဲ့ကေတင်ခြင်းဟာကိုယ်လူရက်တွေကိုယ်ချင်နေတဲ့ပုံမှာမူတည်တာမဟုတ်ဘဲနဲ့သခင်ရွှေရဲ့ပြည့်ပြည့်စုံတဲ့မှုတော်ကြောင့်ဖြစ်တယ်ဆိုတာကိုသိကြဖို့ရန်ဖြစ်ပါတယ် ကျွန်တော်ကြုံတွေ့နေရတဲ့ဘလို့အခြေအနေမျိုးမှမဆိုကျွန်တော်ရရှိထားတဲ့ကဲတင်ခြင်းဟာခိုင်မာတဲ့ကဲတင်ခြင်းဖြစ်တယ်ဆိုတာကိုသိဖို့ရန်ဖြစ်ပါတယ်။နောက်ပြီးတော့မှဖျားသခင်ရဲ့အလိုတော်နဲ့ညီဆုတောင်းခြင်းဟာအရေးကြီးတယ်။ကျွန်တော်ရဲ့ဆုတောင်းချက်တွေဟာကိုယ့်ရဲ့လူအင်ဆန္ဒတွေပေါ်မှာခြေခံနိုင်မှုဖြစ်တယ်မဲနဲ့ဖျားသခင်ရဲ့အကြံစီနဲ့ရည်ရွယ်ချက်တွေနဲ့ကိုက်ညီနေရမယ်။အဲ့လိုမျိုးဘုရားသခင်ရဲ့အလိုတော်နဲ့ညီတောင်းဆိုတဲ့အခါကိုရောဟာနားညောင်းတော်မူယုံနာမကပဲနဲ့ တောင်းတဲ့အရာကိုလည်းပြတော်မူမယ်လို့ဂရုပြုထားပါတယ်။ဒါဟာကျွန်တော်ကိုဆုတောင်းဖို့ရန်ခွန်အားပေးတယ်။ကျွန်တော်ရဲ့ဆုတောင်းချက်တွေဟာဘုရားသခင်လက်ထဲမှာဆွမ်းအားရှိတဲ့ကရိယာတစားပလာတွေဖြစ်တယ်။ဘုရားသခင်ရဲ့လိုရနေညီတောင်းဆိုတတ်ဖို့ရန်အတွက်ကိုရော်ရဲ့နှုတ်ကပတ်တော်တွေကို လေ့လာပြီးတော့မှသခင်ဘုရားနဲ့ယဉ်နီးတဲ့ဆက်ဆံရေးရှိဖို့လိုအပ်ပါတယ်။ခန်းငယ်16မှ18မှာတော့အသက်ရှင်ခြင်းနဲ့တည်ခြင်းရဲ့အဖြစ်တရားကိုဖော်ပြထားတယ် နားလေရခက်ပေမဲ့အနစ်ချုပ်ကတော့အပြစ်အလုံးဟာအပြစ်ဖြစ်ပေမဲ့တချို့အပြစ်တွေကတော့ဘုရားသခင်နဲ့ဆက်ဆံရေးကိုလုံးဝပြတ်တောက်စေပြီးတော့မှနောင်တရဖို့မဖြစ်နိုင်တော့တဲ့အဆင့်ထိရောက်နိုင်တယ်ဆိုတာကိုဆိုလိုပါတယ်။တည်ခြင်းပြစ်မဟုတ်တဲ့အတွက်တချို့အပြစ်တွေအတွက်တော့ကျွန်တော်ချင်းချင်းဆုတောင်းပေးနိုင်ပြီးဘုရားသခင်ကသူတို့ကို အသက်ပြန်ပေးနိုင်တယ်။ဒါဟာကျွန်တော်တဦးနဲ့တဦးဘီယူဆိုင်ဖို့ဒုစရိုက်ပြတ်တဲ့သူတွေအပြစ်သားတွေကိုလည်းကျွန်တော်ဆုတောင်းပေးဖို့ တို့တွေလည်းတရေဆူတောင်းခြင်းအပြင်အပြစ်ထဲကနေပြန်လဲထူမှတ်ပေးနိုင်တယ်ဆိုတာကိုခွန်အားပေးထားခြင်းဖြစ်ပါတယ်။အဲဒီတော့ဇောရန်တတာမှာကျွန်တော်ရဲ့ကယ်တင်ခြင်းဟာခရစ်တော်၌ပေးချမှုရှိပြီးသားဖြစ်တယ်။ဖျားသခင်ရဲ့အလိုတော်နဲ့ညီဆူတောင်းတဲ့အခါမှာကိုရောကနားညောင်းပြီးနားထောင်ပြီးတုံ့ပြန်ပြီးဖြေပေးပါတယ်။အချင်းချင်းအတွက်ဆူတောင်းပေးဖို့ကျွန်တော်မှာတာဝန်ရှိတယ်။ ကျွန်တော်ကေတင်ချင်းစိတ်ချပြီးတော့မှဆူတောင်းတဲ့ခါမှာဘုရားတော်ရှင်ကြီးဆူတောင်းမယ်တခြားသူတွေအတွက်လည်းလူဆက်ပြူတဲ့သူတွေအတွက်လည်းဆက်လက်ဆူတောင်းပြီးတော့မှအသက်တာကိုကောင်းမွန်ဆုံးရှင်သန်ကြဖို့ရန်ဖြစ်ပါတယ်ဆက်လက်ဆူတောင်းကြပါစို့မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမိနစ်ခင်းတဲ့အတွက်ကိုရော့ကိုယေရှုတင်ပါတယ်ဒီမိနစ်ခင်းဒီကိုရရှင်ရဲ့ကောင်းကြီးကြောင့်ကိုရရှင်ဖန်ဆင်းထားတဲ့အတွက်သာသမီတို့ဝမ်းမြောက်ကြပါတယ်မနေ့တိုင်းကယူနာရောအသစ်ကိုခံရတယ် သစ္စာတော်ကြီးမြတ်ကြောင်းကိုဝန်ခံပါれဒီနေ့ဒီချိန်ဒီမှာစေုံစေကံတယောက်ကုသလည်းရှိတဲ့သူတွေမကျမ်းမာတဲ့သူတွေမတော်တဆထိခိုက်ထားတဲ့သူတွေစိတ်ပိုင်းဆိုင်ရာခြေကွယ်ဝန်းနေတဲ့သူတွေလမ်းပြောင်းနေတဲ့သူတွေအားလုံးပုံမှန်ပြန်လဲပြမလဲပတ်ပြီးတော့မှနာယောဂတွေတီးတီးကပျောက်ကင်းခွင့်စိတ်ထင်ရတီးတီးကပျောက်ကင်းချမ်းမာခွင့်ဘုရားထံ၌ပြန်လဲပြမငြိမ်သက်ငြိမ်းချမ်းတရားနိုင်သောခွင့်များကိုပေးသနာတော်မူပါကိုရိုနိုက်တီရှိပြီးတော့မှ ကိုယ်တော်ကိုယုံကြည်လက်စုတောင်းတနာပြုခြင်းအပြင်တောင်းလျှောက်တဲ့စုမင်းများလူတွေရရှိစေဖို့ကိုရရှင်ပြင်ဆင်ကောင်းကြီးပေးသနာရမှုပါလူတော်နဲ့ညီစုတောင်းတတ်သူများဖြစ်စေဖို့လည်းကိုရရှင်ကောင်းကြီးပေးပါဒုစရိုက်ပြစ်ကိုပြုနေတဲ့သူတွေသိပြစ်မသိမဲနဲ့ကိုရော ခွင့်လွတ်လွတ်ရတဲ့ဒုစရိုက်ကိုပြုတဲ့သူတွေရဲ့အဖြစ်တွေအတွက်လည်းတာဝန်စုတောင်းပါတယ်သူတို့ကိုပြင်ဆင်ပေးပါ ကောင်းကြီးပေးပါဖျားဖက်ကိုပြန်လှည့်လာစေတဲ့ အလုံးသားတွေဖြစ်စေဖို့ကိုရရှင်ပြင်ဆင်ပေးပါလက်တော်တို့အနံပါရဲသံတို့နိုင်ငံကြီးသံတို့ပတ်ဝန်းကျင်သံတို့ရဲ့နေသားတွေကိုကိုရရှင်လက်တော်တို့အပ်ပါရဲကိုရရှင်ပြင်ဆင်ကောင်းကြီးပေးပါခက်ခဲတွေရှိပါတယ်အမျိုးမျိုးသောဖိနှိပ်မှုတွေမျိုးမျိုးသော အချက်ဒီတွေနဲ့ရင်ဆိုင်နေရတဲ့မြန်မာပြည်သူပြည်သားတွေကိုကဲတင်လဲကိုရရှင်ကောင်းကြီးပေးပါကိုရောတယောက်ချင်းစီတိုင်းရဲ့အဖြစ်ကိုလို့လဲမြန်မာပြည်ကြီးကိုစံတန်ချင်းညီသက်ချင်း တရားမျှတခြင်းလွတ်လပ်ခြင်းကောင်းကြီးများဖြင့်ပြည့်လည်ပြည့်စေပါသခင်ရှုခရစ်တော်ဖျားကိုယ်တော်တိုင်အုပ်ဆိုးပါအကောင်းတဲ့အရာတွေအားလုံးစာရရဲ့မိစ္ဆာမောင်မိတ်တကူအားလုံးကိုလည်းနာဇရက်မြို့သားယေရှုဖျားနာမတော်နဲ့ရှင်တော်မထုတ်ဖယ်ရှားပါရယ်ကိုရှင်ကောင်းကြီးပေးပါကိုရှင်ရဲ့ကောင်းကျိုးချမ်းသာနဲ့ပြည့်တော်နိုင်ငံကြီးဖြစ်စေပါမတရားပြုခြင်းတဲ့သူတွေအားလုံးကိုကိုရဲလေးလံတဲ့လက်ဖြင့်တင်တော်မူလေသူတို့ကိုဆုံးမတော်မူပါ ်တဲ့ရဲ့တန်ဖိုးလူတွေရဲ့တန်ဖိုးကိုနားလည်အောင်ကိုရရှင်ပြင်ဆင်ပေးပါမြန်မာနိုင်ငံမှာနေထိုင်တဲ့သူတွေအားလုံးဒီလေစင်စာရိုက်တာတွေရော့မသွားဘဲနဲ့မိမိရဲ့ကိုယ်ပိုင်စင်စာရိုက်တာတွေကိုခိုးယူခြင်းကိုမခံရဘဲနဲ့ဘသူပြက်ပြက်တရားမပြတ်သောတတပိုင်ရှင်တွေဖျားနဲ့အသက်ရှင်သောတတပိုင်ရှင်တွေတည်တည်ဖြစ်စေဖို့ကောင်းကြီးပေးပါစစ်ပေးဆောင်မြောက်ကိုရကြည့်ရှုကြားလက်ပြန်ဆုံးသူတို့တွေလွတ်မြောက်ငြိမ်းချမ်းသောခွင့်ကိုပေးသနာတော်မူပါမည်ကြောင်းနဲ့ မဘီကြီးကို ချမ်းသာခြင်းတက်လွတ်လပ်ခြင်းခွင့်ကိုဒီနေ့ပင်ပြင်ဆင်ပေးပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖျား၏နာမတော်မြတ်ကိုမြည်ပြုလျက်တနာခံဆုတောင်းကြပါရစေဖခင်အာမင်